အေဗာတန်အသင်းဟာအင်္ဂလန်လူရင်းစင်အသင်းရဲ့နံပါတ်၁ကိုသမားပစ်ဖို့ကို2029ခုနှစ်အထိသက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်တယ်လို့သိရပါဗျ။ Everton အသင်းဟာ Pitfall ကို2019နှစ်ရာသီမှာ Sunderland ကနေပေါင်တန်း30နဲ့ခေါ်ယူခဲ့တာဖြစ်ပြီးရှင်းနှစ်တာကာလအတွင်းအသင်းအတွက်ပြိုင်ပွဲစုံ326ပွဲကစားပြီးထားပါတယ်32နှစ်အရွယ် Pitfall ကိုခေါ်ယူလို့တဲ့ထိပ်သီးအသင်းများစွာရှိနေတယ်လို့အသင်းအတွက်လည်းအကောင်းဆုံးလက်ဆွမ်းပြနေတာကြောင့် Everton အသင်းကနှစ်ရှည်တက်တန်းတိုးစာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်တဒန်းတိုးနိုင်တဲ့အတွက်ဝမ်းမြောက်မိပါတယ်။ကျွန်တော်လောက်ပေါ်ရောက်သူလို့ခန်းစားရပြီးအသင်းရဲ့ကံတော်ဝင်တဝက်ဖြစ်ကိုကိုကိုပုံဖော်နိုင်မှုအခွင့်အရေးပေးရခံရခြင်းလို့ထင် င်မိပါတယ်။ကျွန်တော်တို့မိသားစုအတွက်ထူးခြားတဲ့အခါသမယပါပဲလို့ပင်ဖိုကပြောကြားခဲ့ပါတယ်။ဒါ့အပြင်ပင်ဖိုက Everton အသင်းရဲ့မောင်မိုက်တဲ့နေရက်တွေနောက်မှကျန်ခဲ့ပြီဖြစ်ကြောင်းနဲ့ပိုင်ရှင်သစ်တွေကအသင်းကိုဥရောပမှာရှင်ပြိုင်နိုင်တဲ့အသင်းဖြစ်အောင်တိစောက်ပေးနိုင်မယ်လို့ထင်မြင်ကြောင်းလည်းပြောကြားခဲ့ပါတယ်။